เนาะဒါကကြတော့ဒီ shape render လေးโอเคဒါကတော့သူ့ရဲ့ဧကန်ဧကန်လေးကိုမှဒီဇိုင်းရတော့ဒီမျက်နှာချက်ကဒီပုံစံလေးပဲ light tray ကိုမှဒီပုံမှာ diamond လေးထည့်ထားတဲ့ပုံစံလေးပဲအာကျွန်တော်တို့ဒီဇိုင်း ceiling ဒီဇိုင်းလေးကတော့ဒီပုံစံလေးဆွဲပြီးတော့มาလုပ်ပေးထားတယ်ဒါကတော့ဖျားကန်เนาะဖျားကန်ကဒီမှာတဆင့်လေးနောက်မှဒီမှာ divider လေးထည့်လိုက်တယ်ဆိုရင်တော့အကာလေးနဲ့ဆိုရင်တော့ပို့ပြီးတော့တီးတန့်လေးအဆင်ပြေသွားမယ်ဒါကတော့ box နှစ်ပေထုတ်ပေးထားတာဒီမှာဒီတကား ဟိုဟာလွတ်အောင်လို့နပေထုတ်ပေးတာနော်ဒီမှာအကြောအဲ့လိုပုံစံမျိုးဒါကဒီမှာဖျားကန်းတီးတန်နေအကြောလည်းအစင်ပြေတော့ဒီမှာဖျားဝိပြူတာလို့ပါလို့ကြားတယ်မှာတီးတန်နေဖြစ်သွားပါတော့နော်โอเคဒီမှာကကြတော့ဧကန်းလည်းအကျယ်ကြီးကျန်တယ်ပြီးရင်ဒီမှာရှောက်လန်းလည်းရှောက်လန်းလည်းဒီမှာကျွန်တော်အကျယ်ကြီးကျန်တယ်နော် main ကောင်ကတော့ပုံမှန်ကျွန်တော်တို့ကတကားဘေးမှာထားပေးမယ်အခုကျွန်တော်ဒီမှာ power station တွေပိုင်းထည့်လို့ရအောင်လို့ဆိုပြီးတော့ဒီထဲမှာဒီနေရာမှာအခန်းမဖွဲ့ထားတဲ့အတွက်ကျွန်တော်တို့ကဒီမှာပဲ main ကောင်ဒီကိုပဲရွှေ့လိုက်တာ အဒီမှာ main ကုန်တိန်လုံးရဲ့ main ကုန်ကဒီမှာเนาะအကုန်လုံးအတီးတန်လေးတွေ line တွေခွဲပြီးတော့မှဒီမှာတိန်လုံးရဲ့ main ကုန်ကဒီမှာထားပေးတာဒါရှောက်လန်း design ရှောက်လန်းကတော့ရိုးရိုးရှင်းရှင်းနဲ့ကြကြအကြည့်ခံတဲ့ပုံစံလေးပဲအဲကျွန်တော်တို့က light ထွေးလေးပဲလုပ်ပေးထားတယ်เนาะဒီမှာဒါကတော့ရှောက်လန်းနှစ်နေရာเนาะဒါပရမပရမအကုန်နဲ့မနဲ့နေမဲ့ဒါနှစ်ယောက်ခံတကားတွေကတော့ဒီမှာသူက slide မကြိုက်တဲ့အတွက်ကြောင့် mind shield လေးတွေပဲဒါဒီမှာထည့်ပေးတာဖြစ်ပါတယ်ဒါကပရမခံနှစ်ယောက်ခံတစ်ခံဒီမှာ မလည်းအကျေးကျန်တယ်။နော်အကျေးကျန်တယ်ဒီမှာညာအိမ်မီလေးပါမယ်။အဲဒီတကားတိုင်းတကားဖရိမ်ဘောက်တွေရဲ့အကုန်လုံးမှာတော့ဆန်းရှိတ်ရတဲ့လောက်လေးချက်ပေးတာလေ။အဲ့တော့ safety နေနဲ့ဒီမှာတမန်အကတ္တမန်လေးပါမယ်။နော်ဒါပရမနှစ်ယောက်ခံတခံ။ Okay ။ဒီမှာကကြတော့အဝင်လို့ကြည့်အောင်နော်ဒီအခန်းလေးဒီမှာကကြတော့ဟိုဟာတယောက်ခံတခံနောက်နောက်တခံဒီမှာတယောက်ခံတခံဒီမှာတောင်းကျိုးလေးလုပ်ပေးတာ။ ။ဘာလို့ဒီခန်းကိုဝင်လို့အဆင်ပြေအောင်လို့။နောက်ဒီမှာတယောက်ခန်းတစ်ခန်းခလေးကနှစ်ယောက်ဆိုတဲ့အတွက်အာပြီးတော့ပတင်းပေါက်လေးလေးလေးပါစင်တဲ့အတွက်ကျွန်တော်ဒီဘက်ကိုပြန်ပြောင်းတာ။နောက်ဒီမှာတစ်ခန်း။ဒါလည်းဒီမှာတယောက်ခန်းတစ်ခန်းအချိန်နေလို့ရ။တကားတွေကတော့၃ချက်လုံးဟွာ၃ခုလုံးဆင်လို့ပဲ။နောက်ဒီဘက်က။ Okay ။ဒီမှာနောက်တစ်ခန်းအအခန်းတိုင်းမှာတော့ဒီ safety နေနဲ့တံပိုင်းလေးတွေပါမယ်ပြီးသွားလို့ရှိရင်ညအိမ်ကြီးလေးတွေထည့်ပေးထားတယ်။ဒါဒီတယောက်ခန်းဆိုလဲဒါအခြေကြီးပဲ။ခလေးနှစ်ယောက်ဒီမှာ အမင်္ဂလိတယောက်ရကြလေးတယောက်ဆိုဒီမှာသူတို့အတွက်လည်းတယောက်တစ်ခန်းအာအင်ရှင်ကိုနဲ့မနဲ့လည်းတယောက်ဟိုနှစ်ယောက်တစ်ခန်းဆိုတော့လုံးဝဟို၁၈ပြေခန်းမှာမှာတော်တော်အဆင်ပြေတယ်ပြောရမယ်เนาะပြီးသွားရင်ဒီမှာကျတော့ကျွန်တော်မိဖို့ခန်းမိဖို့ခန်းနဲ့ပြောင်းမယ်တန်ရှင်ရကျွန်တော်တို့အာဒီ site လေးကကြာတန်ရှင်ရကျွန်တော်မကြိုက်လို့ကြံတဲ့ဟာလေးတွေလိုအပ်တဲ့ဟာလေးတွေတော့ရှိနေသေးတယ်အဲ့ဒါတော့ကျွန်တော်တို့မနက်ဖြန်မှတန်ရှင် file နဲ့ထပ်လုပ်ပြီးတော့မှမနက်ဖြန်မှကျွန်တော်တို့တော့အမှဖြစ်ပါတယ်ဒီနေ့ကတော့မိလာတဲ့ချိန်ကျွန်တော်တို့ပြီးအောင် နိုင်ရလိုက်တာပါပြီးတော့ဒီမှာဒါမိဖို့မိဖို့ကမ်းမှာတော့သူ့ရဲ့ဟိုအဟောင်းပဲဟိုမိဖို့ကောင်အဟောင်းပဲအဲ့မှာမှာစီစဉ်တဲ့နေရာလေးတွေမှာကျွန်တော်တို့ကချွေပြားချွေပြားလေးတွေကပ်ပေးလိုက်တာဒီမှာเนาะပြီးတော့မှအောက်ကကပ်ပင်းနဘောက်စ်တွေထည့်ပေးတာဒါပဲဒီကပ်ပင်းနဘောက်စ်တွေထည့်ပေးတာမနက်ဖြန်တန့်ရှင်အပြီးလုပ်ပြီးတော့မှပဲကျွန်တော်အင်ရှင်လက်ထဲကိုတော့အမှဖြစ်ပါတယ်ဒီမှာအကြောက်တော့လေ အဲပရမတကားကြတော့သူကဒီမှာဒီမှာရှိပြီးသားဒီဒီမှာအတွင်းဖွဲ့အတွင်းဖွဲ့ဆိုဒီမှာအဝတ်လျှော်ဆက်ထားချင်တာဖြစ်တဲ့အတွက်ဒီတက်သားတကားကိုအပြင်ဖွဲ့ပြန်ပြောင်းလိုက်တယ်ပြောင်းလိုက်ပြီးတော့မှဒီတန်မန်းခောက်တကားလေးကိုကျွန်တော်ကဒီမှာအတွင်းခောက်တကားလေးပြန်ထည့်လိုက်တယ်အဲကြတော့တကားလည်းဟိုဟာအလေးလင်းမဖြစ်တော့ဘူးအကုန်လုံးအဆင်ပြေသွားတယ်ဒီမှာလည်းအဝတ်လျှော်ဆက်ထားလို့ရသွားပြီအဲအဝတ်လျှော်ဆက်ထားမယ့်နေရာမိဘကန်လေးတော့သူကနည်းနည်းချင်းသွားတယ်ပုံမှန်တက်ဘာလို့မိဘကန်ကိုနည်းနည်း ဘောတကူရှေ့ပြီးတော့မှဒီနေရာကိုယူလိုက်တာပရမသူရဲ့ဟာမိဘကန်တကားဒီဘက်မှာအဲ့ဟာကိုကျွန်တော်ကအဲ့တကားကိုပိတ်ပြီးတော့ဒီဘက်ကတကားကိုဒီဘက်မှာအပေါက်ပြန်ဖွင့်ဖွင့်ပြီးတော့မှဒီမှာဝေါ်တကူပြန်စီပြီးတော့မှဒီမှာအိတ်ခမ်းတစ်ခမ်းဒီမှာအိတ်ခမ်းတစ်ခမ်းတချို့သုံးခမ်းလို့ကျင်တဲ့အခါကျတော့အဲ့ဒီမိဘခမ်းလေးတော့နည်းနည်းတော့ကျင်းသွားတာပေါ့နော်ဒီရှောင်းလမ်းမှာတော့ရှောင်းလမ်းအရင်ကျေသွားတဲ့အတွက်ဒီမှာထမင်းစားခမ်းလေးပဲထမင်းစားဦးတော့ဒီမှာအကုန်လုံးလုပ်လို့ရတယ်တိတ်ပြီးတော့ ဟိုမိဖို့ကတော့နည်းနည်းကျင်းသွားတာပေါ့နော်မိဖို့ကအရန်ကျဲလိုချင်နေဆိုတော့အခန်းလေးတစ်ခန်းတော့နည်းနည်းလျှော့ရတဲ့ပုံစံမျိုးအခုအခန်း၃ခန်းကိုလိုချင်တဲ့အတွက်ဒီမိဖို့ခန်းလေးကိုတော့နည်းနည်းတော့ယူလိုက်ရအောင်ပေါ့နော်အဲ့တော့၁၈ပေခန်းမှာအဲ့ခန်း၃ခန်းဘယ်လိုဖွဲ့ချင်လို့ဖွဲ့လို့ရလဲဆိုရင်တော့ဒီလိုပုံစံမျိုးလေးဖွဲ့လို့ရပါတယ်၃ခန်းအောင်မှာအကျေကြီးရပါခင်ဗျာပြီးတမင်းစားဖို့နေရာရှိမယ်မိဖို့ချက်လို့ပြုတ်လို့နေရာရှိမယ်အ၃ခန်းလုံးမှာလည်းကြည်ကြုံဝန်းနေလို့ရပါတယ်ပြီးတော့အခန်းတိုင်းမှာလည်းအပေါက်တွေပါတယ်အရန်ပူတဲ့ချက်မျိုးမှာဆိုရင်လည်းသူကအဆင်ပြေတယ် เนาะဆိုတော့ဒီမှာကကျွန်တော်တို့ကဒီနေ့အာဒိတ်လက်လာလေးမှာဒီတာဂိတာ site လေးကိုမပြီးသေးတန့်ရှင်းလေးကြံနေပေမဲ့ကျွန်တော်တို့ကမရမကမိလာတဲ့ချိန်လေးမှာလုံးဝသူတွေလည်းရုံးစင်းချိန်ဖြစ်နေအောင်ကျွန်တော်အချိန်နည်းနည်းထပ်ယူပြီးတော့မှဒီမှာ live လေးပြီးအောင်လာလွှင့်လိုက်တာဖြစ်ပါတယ်ခင်ဗျာဒီနေ့မမရရဒိတ်လေးမှာဒီအိမ်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်း live တွေအများကြီးရှိနေပါဦးမယ်ခင်ဗျာ site တွေကတော့ပြီးထားတာအရင်တကြံမတိုင်ငံ site တွေကတော့ကျွန်တော်တို့ဒီတိုင်းပဲ record ပဲရှိပါတယ်အခုနောက်ပိုင်းတောက်လျှောက်လွင့်လာတော့မှဖြစ်ပါတယ် site တွေလည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပြီးလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တောက်လျှောက်လွင့်ပေးပါမယ်ခင်ဗျာ okay အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ပြန်တွေ့မယ်ဟုတ်တယ်